စင်ကိုနိုင်ငံမှာအလုရှားလို့ဒါမှမဟုတ်လို့ရှိရင်ဒီလက်ရှိလုပ်နေတဲ့အလုကနေနောက်အလုတစ်ခုကိုပြောင်းတဲ့အခါမှာဆိုလို့ရှိရင်အရှာကနေကိုယ့်အတွက်ဒီနိုင်ငံမှာနေထိုင်ခွင့်နေထိုင်အလုလုပ်ကိုင်ခွင့်ရဖို့ရအတွက်အာဒီ bus application ရှောက်ပေးပါတယ် EBS bus work permit ပေါ့နော်စသဖြင့်ရှောက်ပေးပါတယ်အဲ့ဒါကို HR ကကိုယ့်အတွက်ရှောက် ပြီးပြီလို့အာရှောက်ထားတယ်လို့ပြောတဲ့အခါမှာကိုကအာဒီလိုမျိုးကိုကကိုလည်းစစ်ကြည့်ခြင်းနဲ့ status ကိုအားမျိုးဆိုလို့ရှင်ရအခုပြောပြမယ်ဒီ mom.gov.sg ပေါ့နော်အဲ့ဒီ website မှာသွားပြီးတော့အခုလိုမျိုးစစ်ကြည့်လို့ကိုကကိုကိုရဲ့ status application status ကိုကိုကကိုစစ်ကြည့်လို့ရပါတယ်ဒီ link ကိုတွားလိုက်မယ်။တွားပြီးလို့ရှိရင်အဲ့ရနေမှာ check web pass and application status ဆိုပြီးတော့ အာတွားပြီးတော့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အာ chairman language က english ဆိုပြီးရွေးလိုက်မယ်အဲ့ပြီးရင်အာ start အာအဲ့ပြီးရင်ကိုယ့်ရဲ့ date of birth ပေါ့နော်အဲ့ဟာကကိုယ့်ရဲ့ passport လည်းမှာပါတယ်ကိုယ့်ရဲ့အာမွေးတဲ့ date ကိုရွေးလိုက်ပါပေါ့ဥမာ နမူနာအနေနဲ့ကျွန်မတခုရွေးလိုက်မယ်ပေါ့နော်နမူနာအနေနဲ့ရွေးလိုက်မယ်ပြီးတော့ကျကိုက ဆင်းဟိုမှာရှိပြီးသားသူဆိုလို့ရှင်သူကဒီ stay အတွက်ပေါ့နော်ဟိုမှာဒီကအာဒီမှတ်ပုံတင်ကတ်လုံးပေါ့ဒီမှာဆိုလို့ရှင်လေအာ foreign identification number fin ဆိုပြီးတော့အဲသူက fin number တစ်ခုအာတက်မှတ်ပေးလိုက်တယ်ပေါ့ပြီးတော့ကြတော့ဒီ IC NRIC ကတ်ကတ်လေးကအလုံးလုံးနေပြီဆိုလို့ရှင်အဲကတ်လေးပြီးတယ်အဲကတ်လေးမှာကိုယ့်ရဲ့ဒီ fin number ပြီးပါတယ်ကိုကအခုမှအစ ဟာအိရှာကစပြီးတော့ရှောက်ရမယ်လူမျိုးဆိုလို့ရှိရင်ဒီမှာ passport number နဲ့ကိုယ့်ရဲ့ passport number ကြီးကိုပေါ်ထားပါတော့ထားပါတော့ဘောနော်ဒါကနမူနာအကိုယ့်ရဲ့ passport number လေးထည့်ပြီးတော့ဒီမှာ submit လုပ်လိုက်အောင်ပဲအဲဆိုလို့ရှိရင်သူက အာ application state ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီဟာကမရှိရတဲ့အတွက်ကြောင့်မို့သူက no record form ဆိုပြီးတော့ပြတာကိုယ့်ရဲ့ application ကို HR ကတကယ် submit မလုပ်ရသေးဘူးဆိုလို့ရှိရင်ဒီတိုင်းတိုင်းပဲပုံမှာဖြစ်ပြီးတော့ submit ထားရဆိုလို့ရှိရင်ဒီမှာအာ processing ပေါ့နော်အဲ့လိုပုံစံမျိုးပါမယ်အဥမာဆိုလို့ရှိရင်ကိုယ့်ရဲ့ဟာကဟို approve ဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် status က approve ဖြစ်တယ် အဲဒါမှမဟုတ်လို့ရှင်ထားပါတော့ဟို approve မဖြစ်ဆိုလို့ရှင်လည်း reject ပုံစံမျိုးကိုအားဆိုလို့ရှင်လည်း HR ကို reason ကိုမေးရ reason ပေါ့ဘာကြောင့် reject ဖြစ်တယ်ဆိုတဲ့ reason ကို HR ကိုမေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာကကြတော့ဥမာကူကအား HR ကတောင်းတဲ့ document တွေ pass လျှောက်ဖို့ရအတွက် document တွေကိုယ်စီကနေတောင်းလိုက်ပြီပေါ့နေထိုင်ခွင့်လျှောက်ဖို့ရအတွက်အားတောင်းလိုက် ပြီးတဲ့နောက်မှာငါအနည်းကိုအာ pass လျှောက်ထားတယ်အာပြီးကြရင် status ကိုနည်းကို approve ဖြစ်တယ်မဖြစ်ဘူးဆိုတော့ status ကိုပြောမယ်ဆိုတာမျိုးပေါ့ဒါမှမဟုတ်ရှင်တစ်ခါလေးမှာကိုယ့်ရဲ့ information တွေ document တွေယူထားပြီးတော့ HR လျှောက်ပြီးပြီလားမပြီးသေးဘူးလားမပြောရသေးတဲ့အခါမှာလည်းကြားနေတယ်အဲရက်ကြားနေဆိုတော့ကိုကကိုရှောက်ထားလားမရှောက်ထားသူရှောက်ထားလားမရှောက်ထားလားဆိုတော့ကိုကကိုဝင်စစ်လို့ရတယ်ဆိုတဲ့ပုံစံကိုဒီဥစ္စာကိုပြတာဖြစ်ပါတယ် အခုဆိုရင်တော့ဒီ HDB registration ပေါ့နော်ကိုကိုအင်ရှင်က HDB registration လုပ်ပေးထားလားမလုပ်ပေးထားလားဆိုတဲ့ဥစ္စာကိုကိုယ်တိုင်စနီလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီစင်ဦးနိုင်ငံမှာဆိုလို့ရှိရင် HDB တွေမှာငားပြီးတော့နေမယ်ဆိုလို့ရှိရင် HDB registration လုပ်ဖို့ရလိုအပ်ပါတယ်အဲ့ဒီဥစ္စာကကိုရဲ့ဒီကိုကအလုပ်ပြောင်းတာပဲဟိုနောက်အလုပ်တစ်ခုပြောင်းမယ်ဆိုလို့ရှိရင်ဒီ HDB registration ကအာဒီကိုရဲ့ address ကို MOM ကို ေးတဲ့အခါမျိုးမှာအာဒီကိုက register ဌိနှံမဟုတ်ဘူးဆိုလို့ရှိရင်တခါအာဒီအာသူတို့ကဒီကိုရဲ့ pass application ကိုအာထိခိုက်နိုင်ပါတယ်ဗောနော်အဲအကြောင်းမလို့ HDB မှာနေမယ်ဆိုလို့ရှိရင် HDB registration လုပ်ဖို့လိုအပ်ပါတယ်ကွန်တိုမှာငားနေမယ်ဆိုလို့ရှိရင်တော့ HDB registration လုပ်ဆရာမလိုပါဘူး HDB registration ကို အခုလိုမျိုးအာဘယ်လိုလုပ်လဲဆိုတာကိုကြည့်လိုက်ကြအောင်ဒီမှာအာဒီ Google မှာပေါ့နော် authorized tenant ဆိုပြီးတော့အဲ့လိုမျိုးရှာကြည့်လိုက်ပါ။ရိုက်ရှာကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာအာဒီမှာ regulations of rent out flats ဆိုပြီးတော့အဲ့ထဲကိုသွားလိုက်ပါ။တော်လိုက်ပြီးပြီဆိုလို့ရှိရင်ဒါကဒီအဲဒီစေဝန်နိုင်ငံရဲ့ဒီ housing development board ပေါ့နော်အဲ့ဒါရဲ့အလို့ောက်ဖြစ်တဲ့ HDB ပေါ့နော်အာအဲ့ဟိုတိုက်ခန်းမှာလို့မှာတိုက်ခန်းလို့မျိုးတွေပေါ့နော်အဲ့လိုရှိပါတယ်ဒီ control မှာငားနေမဲ့သူကတော့ register အတွက်အာမစိုးရင်ရပါဘူး အာဒီတိုင်းတိုင်းပဲငားလိုက်လို့ရပါတယ်သူကတော့အာပတ်စံအကွန်တိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပတ်စံအနေငယ်ပို့ပြီးတော့သုံးပါပါမယ်အဲ့ရနေသွားပြီလို့ရှိရင်ကိုကဒီ inquiry on authorized tenant ဆိုတဲ့ဥစ္စာလေးကိုနှိမ့်လိုက်ပါအဲ့ဆိုလို့ရှိရင်ဒီ page ရောက်လာလိမ့်မယ်နှိမ့်လိုက်မယ်ပေါ့နော် inquiry on authorized tenant ဆိုပြီးတော့နှိမ့်လိုက်မယ် အဲ့ဆိုလို့ရှိရင်ဒီမှာသူကဒီဟိုကိုအခုငားနေမဲ့အိမ်ပေါ့နော်ကိုငားနေမဲ့အိမ်ကကိုရဲ့ဟာ register လောက်ထားမထားဘူးစစ်ကြည့်လို့ရပါပြီအဲ့မှာဆိုလို့ရှိရင်ဒီအာ register လောက်ထားမထားဒီ html မှာဆိုရင် simpass ဆိုတာလိုအပ်ပါတယ်ဒီ simpass ရဲ့အကြောင်းကို simpass ဆိုတာကြတော့အဲဒီကိုကိုရဲ့ ipa ကို ဒီအလုံးရှင်ကနေပြီးတော့မှဒီ medical check up ဒီဘာတွေလုပ်ပြီးလို့အဆင်ပြေရဲ့ result ကလည်းကောင်းလို့ဆိုလို့ရှိရင် gap issue လုပ်ပေးပါတယ် gap issue လုပ်ပြီးလို့ရှိရင် MOMR registration ဓာတ်ပုံတွေဘာတွေတွားရိုက်ပြီးလို့ကိုယ့်ရဲ့ original passport တွေကိုအာ passport တွေဖွဲ့တွေကိုပြပြီးလို့ရှိရင်သူတို့ကဒီအမှတ်ပုံတင်လို့မျိုး NRIC gap ကလေးသူကအာ ရပါတယ်ပေးပါတယ်ကုမ္ပဏီကို deliver ကိုယ့်ရဲ့ကုမ္ပဏီရဲ့ address ကို deliver လုပ်ပေးပါတယ်အဲ့ကက်ကလေးရပြီဆိုလို့ရှင်ဒါ simpass အာလုပ်လို့ရပြီဖြစ်ပါတယ်အဲ simpass လောက်တာ ਨੇ ဒီဟို ဟို cut issue လောက်တာစားတဲ့ process တွေပေါ့နော် IPA နဲ့ဝင်လာပြီးတော့ medical check up လောက်တာ cut issue လောက်တာ cut delivery လောက်တာနောက်တစ်ခုက simpass လောက်တာစားတာတွေကိုတော့အရင်ပြောပြထားတဲ့အသေးစိတ်ကိုသိချင်ရင်အရင်ပြောပြထားတဲ့ video ဖြစ်တဲ့စင်ကိုအလုပ်ရအောင်လုပ်ရှာမယ်နေထိုင်ခွင့်နဲ့သိထားမယ်အကြောင်းအရာများအဲ့ video ကိုအပိုင်း1နဲ့3ကိုတွားပြီးတော့ကြီးစေချင်ပါတယ်အဲ့လိုမျိုးနဲ့ဒီ simpass ကို simpass ကိုနေတဲ့နေရာနဲ့အနည်းဆုံးဒီ simpass counter ကိုသွားပြီးတော့ဒီကိုရဲ့ NRIC ကတ်လေးပြီးပြပြီးတော့ simpass လောက်ချင်လို့ပါလို့ပြောလို့ရှိရင်သူကအာအကုန်သူတို့လုတ်ပြပါတယ်လုတ်ပြပြီးလို့ရှိရင်ဒီကိုရဲ့ simpass account နဲ့ဒီ login ဝင်ပြီးတော့ဒီမှာဆက်ရမှာဖြစ်ပါတယ်ဒီ http အာဒီဒီဒီ link မှာဆက်ရမှာဖြစ်ပါတယ်စောစောကဒီဘက်ကနေအာသွားပြီးတော့ inquiry on authorized tenant ဆိုပြီးတော့ဒီ link ကနေနေပြီးတော့ဒီမှာ simple နဲ့ဝင်ပြီးတော့ဆရာမှာဖြစ်ပါတယ် စင်ပန်စနယ်လော့ဂ်အင်ဝင်ပြီးပြီဆိုလို့ရှင်ဒါကတော့ပထမဆုံးတွေ့ရမယ့် page ဖြစ်ပါတယ်အဲ့ဒါကိုအာ accept လုပ်လိုက်ပါဒါသူ့ရဲ့လိုအပ်တဲ့ဟာတွေပေါ့နော် important notes ဆိုလို့ရှင်အာ inquiry လုပ်မယ်ဆိုလို့ရှင် ကိုယ့်ရဲ့ NRIC နဲ့ကိုယ့်ရဲ့ address လိုအပ်တယ်ပြီးတော့ဒါ terms and condition တွေပြပြထားတာဖြစ်ပြီးတော့အဲ့ဒါလေးကို accept ဆိုတဲ့အဲ button လေးကိုနှိပ်လိုက်ပါအဲ့နှိပ်ပြီးလို့ရှင်ဒီအခုနောက်တွေ့တဲ့ page မှာဆိုလို့ရှင်ကိုယ့်ရဲ့ iPhone နံပါတ်ကိုရိုက်ထည့်မယ် iPhone နံပါတ်ကစောစောပြောတဲ့ NRIC ကလေးထဲမှာပါတယ်အာဥမာဆိုလို့ရှိရင် S something ပေါ့နော်အာ S နဲ့စာတာဒါမှမဟုတ်ရှင် G နဲ့စာတာအဲ့ဒါမျိုးအာ G 52 something အဲ့ဒါမျိုးဟာလေအဲ့ဒီဟာလေးကိုရိုက်ထည့်ပါမယ်ပြီးတော့ block ဆိုလို့ရှိရင်ကိုယ့်ရဲ့အာအိမ်ရဲ့ block နံပါတ်ပေါ့နော်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အာ block ဥမာဆိုလို့ရှိရင် block က အာ block 63ထားပါတော့အဲဆိုလို့ရှိရင် block 63ကိုအာရိုက်ထည့်မယ်ရိုက်ထည့်လိုက်ပြီးလို့ရှိရင် get street ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် land နေကြလာပါမယ်အဲ့ဒီ land နေတွေမှာကိုယ့်ရဲ့ land ကိုရွေးမယ်ရွေးပြီးလို့ရှိရင်ကိုယ့်ရဲ့ unit number နဲ့အာ floor number ကိုရိုက်ထည့်ပါမယ် unit ကကြတော့ဥမာပါ A number ကဘယ်လောက်လဲပေါ့ A number က20အလွာ number ကအာဥမာဆိုလို့ရှိရင်9လွာဆိုလို့ရှိရင်20 dash 07စာရာကိုရိုက်ထည့်ပေးပါမယ်ရိုက်ထည့်ပြီးလို့ရှိရင် inquiry ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါမယ်အဲ့လိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီ result အနေနဲ့ကိုဟာတာကိုကိုသားအဲ့ဒီအင်ရှင်က register လုပ်ပေးထားတယ်ဆိုလို့ရှိရင်အခုလိုမျိုးပေါ်နေမှာဖြစ်ပါတယ်ဒီ our records show that password ဆိုပြီးကိုကိုရဲ့ NRIC နံပါတ်လေးပေါ့နော်အဲ့ဒီနံပါတ်လေးอ่ะဆိုလို့ရှိရင် authorized ဖြစ်တဲ့တင်းတဲ့ဖြစ်ပါတယ်ဆိုပြီးတော့ဒီ flat မှာနေဖို့ခွင့်ပြုပါတယ်ဆိုပြီးပုံမှာဖြစ်ပါတယ်တကယ်လို့မလောက်ရသေးဘူးဆိုလို့ရှိရင်ဒီနေရာမှာ not ဆိုပြီးတော့ is not ဆိုပြီးတော့ underline လေးနဲ့အာပါမှာဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်တော့ကိုရဲ့အာ ancient နဲ့ပေါ့နော်အာ ancient နဲ့ဟို ထပ်ပြီးတော့ register လုပ်ဖို့မေ့နေတာပေါ့နော်အဲအမျိုးလေးကိုကိုယ့်ရဲ့ agent နဲ့ပြောပြောရမှာဖြစ်ပါတယ်။စေမုံနိုင်ငံမှာသူကအခုနောက်ပိုင်းမှာ အခုအရင်တုန်းကတော့ဆင်းမနိုင်ငံမှာအဲ့လိုမျိုး register တွေမရှိတဲ့အတွက်ကြောင့်မို့လို့တချို့ဆိုလို့ရှိရင်တက်တာအောင်တိုက်ခန်းတက်ခန်းမှာလူတွေအများကြီးစုပြုံနေတာမျိုးတွေရှိတတ်ပါတယ်။အဲ့အခုနောက်ပိုင်းမှာတော့ဆင်းမနိုင်ငံကဒီအမ်သူတို့အစိုးရကနေပြီးတော့ကန့်တတ်ထားပါတော့ဒီမှာဆိုလို့ရှိရင်ကိုကကိုသိချင်ရင် MOM site မှာလည်းပတ်ဖက်ကြည့်လို့ရပါတယ်။သူကဒီ number of bedrooms အဒီ flat owner တွေမှာသူတို့ rent လုပ်လို့ရတယ်၊ငှားလို့ရတယ်အရှိအတွက်ပေါ့ tenants အရှိအတွက် ေးကို one uh one bedroom two bedroom ဆိုရှင် maximum လေးရောက် three bedroom ဆိုရင်6ရောက်အဲ့လို four room or bigger ဆိုရင်6ရောက်အစရာမျိုးတွေသူတို့ပြပြထားရရှိပါတယ်အဲ့ဒါဆိုတော့ကိုကသိချင်လို့ပဲပြပြသွားပြီးတော့ကြည့်ရင်လည်းရပါတယ်ဒီစင်ကုန်းနိုင်ငံမှာအလုပ်လုပ်ကိုင်းနေထိုင်မှဆိုလို့ရှိရင် ကိုကိုမဖြစ်မနေတည်ထားဖို့ရလိုအပ်တယ်အဲဒီကိုကိုအလုပ်ရှင်ကတကယ်ပဲအာ pass application ရှောက်ပေးထားလားမလျှောက်ထားဘူးလားဆိုတာ ਨੇ ဒီ HDB မှာငားနေမယ်ဆိုလို့ရှိရင် HDB registration ကိုကိုရဲ့အင်ရှင်က register လုပ်ပေးထားလားမလုပ်ပေးထားလားဆိုတော့ဟာအရေးကြီးတဲ့နှစ်ခုကိုမိတ်ဆွေတို့ကိုမျှဝေပေးလိုက်ပါတယ်အာဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်အတဆုံးတရားရရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like and share လုပ်ပြီးတော့ ခုလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုနိုင်မှုရအတွက်ဒီ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်